င်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်ယူကလီးယားတပ်ပေါင်းဖို့တိစောက်ရေးအတွက်စစ်အရာရှိအများအပြားကိုရုရှားသို့ပြင်ညာတော်သင်များအပြင်မင်းအောင်လိုင်ကအဆက်မပြတ်ဆေလွတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်တိစောက်ရန်ရှိနေသည့်ယူကလီးယားတပ်ပေါင်းဖို့စီမံကိန်းအတွက်မင်းအောင်လိုင်ကစစ်အရာရှိအများအပြားကို ရုရှားနိုင်ငံသို့ဘွယ်လွန်ပညာတော်သင်များအဖြစ်အဆက်မပြတ်ဆေးလွတ်လျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောဆိုပါတယ်မြန်မာနိုင်ငံတွင်ရုရှားကမဂါဝတ်130အသီးစားနျူကလ িয়ার တပ်ပေါင်းဖို့ကိုတိစောက်မိပြီ။ရှင်းအောင်မဂါဝတ်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရန်နျူကလ িয়ার တပ်ပေါင်းဖို့ကိုအဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးချိုးခဲ့ပြီးနျူကလ িয়ার တပ်ပေါင်းဖို့စီမံခဲ့အတွက်ရုရှားနှင့်မြန်မာနိုင်ငံနားလည်မှုစာကျွမ်းလွှာသဘောတူညီချက်ကိုရိုဆာတန်ညွှန်ကြားရေးမှူးချုပ် အလစီလူကချန်နေမြန်မာနိုင်ငံသိပ္ပံနည်းပညာဝန်ကြီးဂျိုးကျော်သိန်းတို့ကယခုနှစ်ဧပြီလအတွင်းလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ထို့သောနှစ်နိုင်ငံနျူကလ িয়ার တပောင်ဖို့စီမံကိန်းလက်မှတ်ရေးထိုးပြီးနောက်စစ်တပ်ကနျူကလ িয়ার ဘာသာရပ်ဆိုင်ရာဘွဲ့လွန်ရရှိထားသောရုရှားပြန်စစ်ဖို့အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার တပောင်ဖို့တိစောက်ရဲအတွက်ဘွဲ့လွန်ဘာသာရပ်များထင်ရှားနိုင်ရေးပညာတော်တင်များစက်တိုက်စီလိုလျက်ရှိကြောင်းသိရပါတယ်။နေပြည်တော်ဘက်တော့ပညာတင်တွေရာနဲ့ချီပြီးတော့ကိုစေလို့နေပါတယ်။ လူရွေးချယ်တာတွေရောဆေးလွတ်တာရောကိုတက်ချုပ်ကအဓိကစီမံခန့်ခွဲပြီးဆောင်ရွက်တယ်။အဓိကဘုံမှုအဆင့်တွေဘွဲ့လုံမဟာပွဲတွေကိုလက်တွေ့နျူကလ িয়ার ဘာသာရပ်နဲ့ပတ်သက်ပြီးထပ်ပြီးအဆင့်မြင့်စီးပူဖို့နဲ့လက်တွေပါလုံနိုင်ကိုင်နိုင်တဲ့အထိလေ့ကျင့်တင်ကြပေးဖို့ရုရှားကိုဆေးလွတ်နေတာပါ။အရင်ကတည်းကရုရှားကနေနျူကလ িয়ার သိပ္ပံပညာဘာသာရပ်နဲ့ဘွဲ့လုံရရှိထားပြီးသားအရာရှိတွေလည်းအများကြီးရှိတယ်။အဲ့ဒီအထက်ကမှထူးချွန်သူတွေကိုတက်ချုပ်ကပြန်ရွေးပြီးဆေးလွတ်နေတာဟုနေပြီးတော့စစ်ဖက်သတင်းကြီးမြစ်ကပြောဆိုပါတယ်။ မင်းအောင်လိုင်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမိဟုပြောဆိုထားတော်လဲနျူကလ িয়ার ပညာရပ်နှင့်ပတ်သက်၍စစ်ဘက်အရာရှိများကသာရုရှားသို့ပညာတော်သင်ဆေးလွတ်ပြီးအရက်ဖတ်မှဝန်ထမ်းများကိုဆေးလွတ်မှုအလွန်နေပါကြောင်းသိရပါတယ်သိပ္ပံနဲ့နည်းပညာဝင်ကြီးဌာနအောက်မှာအမှုမျိုးစွန့်ရင်ဦးစီးဌာနဆိုတာရှိတယ်။အဲ့ဒီဌာနကအရာရှိတွေကိုတော့ရုရှားကိုနျူကလ িয়ার ဘာသာရပ်အတွက်ပညာတော်သင်ဆေးလွတ်တာကအင်မတန်ကိုနေပါတယ်။ အခုပညာတော်တင်ဆေလွတ်နေတာကတပ်ဖက်ကအများဆုံးပဲနျူကလ িয়ার နဲ့ပတ်သက်ရင်ပညာတော်တင်တွေကစစ်ဘက်ကကြီးပါပဲဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လိုင်းဤရခင်လစက်တင်ဘာလရုရှားခီစင်အတွင်မြန်မာနိုင်ငံတွင်အငယ်စာလျှက်စစ်တပ်အပြီးဆက်ယုံတည်ဆောက်နိုင်ရဲ့အတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစအဦးလူဆွမ်းအားအရင်းမြစ်နဲ့တခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ရိုစာတန်တို့ကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအောင်လိုင်းကရုရှားဆိုရကိုမြစ်တာရက်ခံခဲ့ပါတယ်။ ဆက်လက်ပြီးဒဝဲအချင်းထောင်တွင်မတရားဖန်ဆီးအချင်းချခံထားရသည့်နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးကျဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းအတွင်းရှိဒဝဲအချင်းထောင်တွင်905ကကြီးပောက်ကွဲငါတို့ဖြင့်ထောင်ဒဏ်၈နှစ်မတရားဖန်ဆီးအချင်းချခံထားရသည့်အသက်၄၈နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးသည်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တွင်နှလုံးစီးကျိုကြောက်ကက်ရောဂါများဖြင့်အသက်သေဆုံးခဲ့ပါတယ်။ကိုအောင်ကိုဦးသည်2021အစောပိုင်းကာလတွင်အာနာတိန်စစ်တပ်အား ငြိမ်ချမ်းစွာဆန္ဒပြသည့်လှုပ်ရှားမှုများတွင်ဦးဆောင်ပါဝင်ခဲ့ပြီးနောက်2021ခုနှစ်မေလ14ရက်နေ့တွင်ရှင်မုတ်တီရွာနေအိမ်တွင်အာနာသိန်းစစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးပြီးပုံမှန်905ကကြီးနှင့်ပောက်ကွဲငါတို့ဖြင့်အမှုဖွင့်ပြီးတဝဲအချင်းထောင်သို့ပို့ဆောင်ခံခဲ့ရသူဖြစ်ပါသည်။နကူမူလာယောဂအခန်းကြောင့်တဝဲအချင်းထောင်တွင်အချင်းချခံရစဉ်ကတည်းကစေဝါကူတမှုကိုမကြာခဏကူတမှုခံယူနေရသူဖြစ်ပြီးထောင်တွင်ကျမ်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိခြင်းတို့ကြောင့်တည်ဆုံခဲ့ရပါသည်။ စစ်အာဏာရှင်စနစ်ကိုထောက်လိုက်ရင်အချင်းထောင်အတွင်း၌ကြာဆုံးခဲ့တဲ့အတွက် PPNN အနေဖြင့်ကျန်းရစ်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးကောင်းရသူကတိလာပါစေ။မတရားဖန်ဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားများအလုံးလည်းလွတ်မြောက်ပါစေ။စစ်အာဏာရှင်စနစ်ကြာဆုံးပါစေ။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အလုံးမေရှင်လန်ချမ်းမြေကြပါစေရှင်။